ကျွန်တော်ရဲ့မက်ဆေ့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ပရိတ်လေးလုံးကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပရိတ်လေးလုံးနဲ့နောက်ထပ်သုံးလုံးပေါင်းချင်းပရိတ်ပယ်တဲ့နီးကနန်းသုံးလုံးစွာလေးကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ဘောနော်ညဆုံးနေနဲ့ကျွန်တော်နီးနဲ့နံပါတ်၁ဘောနော်တော့မှာ၃၄တိဖြစ်ပါတယ်ပရိတ်ကတော့ကျွန်တော်တို့၃၅၆၈ပရိတ်ဖြစ်ပါတယ်ဘောနော်အဲ့မှာ၃၅၄တိဆိုတဲ့အတွက် ဒီ download function ဒီ၅ပြိဖြစ်ပါတယ်ခင်ဗျာဒါဆိုတော့ဒီမှာ၅ပြိပါနော်ဒီရှင်းလျှောက်ခွန်တဲ့ချိန်မှာတော့ကျွန်တော်၆၈ကုတိဆိုပြီးရတယ်ပါနော်ရှင်းလျှောက်ခွန်ဆိုတဲ့အတွက် function က20နဲ့တိပြိဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီနံပါတ်3မှာကျွန်တော်ကုတိနဲ့လေးပြိရတယ်ပါနော်ကုတိနဲ့လေးပြိမှာ6တုံများ6ဆိုတဲ့အတွက် download function ဒီနိပြိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီ၆၆နိပါနော်၆၆နိမှာ၄၆ခွန်9ပြိထက်က လေးဘရိတ်ဖြစ်ပါတယ်ဗောနော်လေးဘရိတ်66နှစ်ဖြစ်ပါတယ်တပန်းကျွန်တော်ဒီခွန်ကိုတုံညာနှစ်ဘရိတ်ဆိုပြီးຢာတယ်ဗောနော်665ဆိုတဲ့အတွက်ပေါင်းရှင်းကြီးခွန်နှစ်ဘရိတ်ဖြစ်ပါတယ်နောက်ထပ်ဒီ9ခွန်8တုံညာဘရိတ်ဆိုပြီးဖြစ်ပါတယ်96နှစ်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်းကခွန်နှစ်ဘရိတ်ဖြစ်ပါတယ်ခင်ဗျာဒီတုံညာလေးလေးမှာတော့669ဒီဘရိတ်လေးလုံးຢာတယ်ဗောနော်10ရှစ်ပရိတ်ဖြစ်ပါတယ်ရှစ်ပရိတ်တုံညာအလေးလေးဖြစ်ပါတယ်ခင်ဗျာ ီးတော့ဒီနိနေတိတပြင်မှာတော့ကျွန်တော်တို့၅ break ဖြစ်ပါတယ်၈43438.55ဆိုနေအတွက်၃ည23ထက်က၅ break ဖြစ်ပါတယ်ဒီ၈လျှောက်3မှာကျတော့၆နဲ့3ပေါင်း9နဲ့8ပေါင်း7ခွန်ဆိုတဲ့အတွက်ဒီမှာ၄ခွန်ထက်က9 break ဖြစ်ပါတယ်ခင်ဗျာဒီနိတုံညာကိုမှာတော့ကျွန်တော်တို့တိပရိဖြစ်ပါတယ်ခင်ဗျာတိတုံလေးလျှောက်ထဲကတိပရိနိတုံညာကိုပေါ့နော်ဒီတိတုံလေးလျှောက်မှာခုံခုံ6ဆိုတဲ့အတွက် သုံးပရိဖြစ်ပါတယ်ခင်ဗျာဒီ question list ဆိုတာလေးကတော့ကျွန်တော်ပေတဲ့ပရိဖြစ်ပါတယ်ဒီအစားအနေတော့ကျွန်တော်မထည့်တော့ဘူးပေါ့နော်ဒီပရိသုံးလုံးပေတဲ့နေ့ကလည်းသူကနံပါတ်အအကျဉ်းအဖြစ်ဆိုရင်တော့50ကျော်60ရှိပြီပေါ့နော်ဒီ question list ပရိပေတာဆိုရင်ခွန်ခွန်ကိုဆိုတဲ့အတွက်သုံးပရိဖြစ်ပါတယ်နောက်တစ်ခု900တစ်ကျိန်မှာနင်းလေး9ခွန်ပရိဖြစ်ပါတယ်ကိုယ်တုံညာလေးပရိပေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာလေးပရိမပါဘူးပေါ့နော် ဒီလေးပရိတ်မပါဘူးဆိုတော့နင်းငါခွန်ပရိတ်၃လုံးထဲကခွန်၃ည၃ညဆိုရတဲ့ခွန်ပရိတ်ဖြစ်ပါလေဒီ၃ခွန်ခွန်တစ်ချိန်မှာတော့ကျွန်တော်ဘေပရိတ်က၄၅၉ကြားနေတာက၅ခွန်၈၃ညဆိုရတဲ့ဒီမှာ၅ပရိတ်ဒီဘယ်တွေထည့်ပါလေအတွက်ဒီ၅ပရိတ်ကိုပဲရင်ခွန်၈၃ညပရိတ်ကြံနေပါတော့အဲ့ဒီပရိတ်၃လုံးထဲက၃ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ function ခွန်ပရိတ်ဖြစ်ပါတယ် ဒီရှစ်ကိုလေးတစ်ကြိမ်မှာကိုတင်နေလေးပြိယာတယ်ဗောနော်ဒီမှာတော့၃လေးရှစ်ပြိပေးတာဖြစ်ပါတယ်ဆိုတော့ဒီမှာလေးကိုပြိပေးရင်ကိုတင်နေပြိကြတယ်ဗောနော်အဲ့ဒီကိုတင်နေပြိတဲ့ကတိပြိရှစ်ကိုလေးဖြစ်ပါတယ်ရှစ်ကိုလေးတိပြိဗောနော်ဒီနေ့လေး၅ခွန်ပြိဖြစ်ပါတယ်ပေးထားတာကခွန်ရှစ်နှစ်ပြိပေးတဲ့အတွက်ဒီမှာနေ့နဲ့ရှစ်နှစ်ခုနှစ်ကိုပေးရင်၄၅ပြိကြတယ်ဗောနော်ဆိုတော့အဲ့မှာ၅နဲ့၆ပေါင်း၁၁တင်းနဲ့၃ပေါင်းရှင်းတိ လေးဆိုတော့ဒီမှာလေးပရိတ်ပေါ့နော်လေး၅ထဲကလေးပရိတ်963ဖြစ်ပါတယ်ဒီ68ခုနှစ်ချိန်မှာတော့ကျွန်တော်ကိုတုံညာလေးပရိတ်ကိုပေးတာပေါ့နော်ပရိတ်အရှင်က8တုံညာ33ဆိုပြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာတုံညာကိုပေးရင်8တ3ပရိတ်ထဲက68ခုဆိုရတဲ့အတွက်တစ်ပရိတ်ဖြစ်ပါတယ်ခင်ဗျာ33လေး6 96တုံညာဆိုရတဲ့6ကိုပေးတာဖြစ်ပါတယ်33လေးပရိတ်ကျန်နေပါတော့အဲ့ဒီပရိတ်တုံးတုံးထဲကနိနိခွန်ဆိုရတဲ့တိပရိတ်ဖြစ်ပါတယ်ခင်ဗျာ ဒီပြိပယ်တဲ့နေ့ကလည်းသူကပင်ရှိပေါ့နော်ပင်ရှိကမှကျွန်တော်ကဒီခုံခုံကိုကနေစာပြီးပြပြထားတာဖြစ်ပါတယ်အစားတော့အားကျွန်တော်ကဒီလေးလုံးကိုပြပြမှာပေါ့နော်တော်တော်နောက်ပိုင်းမှာဒီဟာလေးထပ်ထည့်ပြလိုက်မယ်ဆိုပြီးတော့ဒီမှာထည့်ကြည့်လိုက်တာဖြစ်ပါတယ်ဒီ3 6 6တဲ့ချိန်မှာကျွန်တော်၄6ခုံကိုပြိရတယ်ပေါ့နော်ဆိုတော့ဒီမှာ၈နှစ်ချိန်၁၆၆နဲ့၃ပါချင်းကိုဖြစ်ပါတယ်6ခွန်တိပရိတ်ကိုပြင်ရင်ကျွန်တော်၄ခုပြိတ်ပဲပေါ့နော်၄ခုပြိတ်မှာ3 8 9ပြိတ်ဖြစ်ပါတယ် ဒီမှာကိုတုံညာလေးကိုနဲ့သေးနဲ့ပြိပယ်ရင်တင်းနေပြိထက်ကသုံးတုံညာကိုဆိုတဲ့အတွက်နိပြိဖြစ်ပါတယ်ဒီ3 4 3 4ဒီမှာခွန်ကိုတုံညာနဲ့3 4ဆိုတော့ဒီမှာပြိလင်းလုံးပေါ့နော်3 5နှစ်ဆိုတဲ့အတွက်ပေါင်းရှင်း30တုံညာပြိဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာခွန်ရှင်းနိပြိကိုပေးတာပေါ့နော်ဆိုတော့အဲ့မှာခုနှစ်ကိုပြိပယ်ရင်၄၆9ပြိကျန်တာဖြစ်ပါတယ်အဲ့ဒီ၄၆9ပြိထက်က3 9နှစ်ဆိုတဲ့အတွက်3နှစ်နှစ်ပေါင်းက9 9ပေါင်းရှင်းဒီ၄ပြိဖြစ်ပါတယ် ဒီ6 9 3ပြိပေတာပေါ့နော်6 9 3ဆိုတော့ဒီမှာ9ပြိကိုပဲရင်တင်းတင်းလေးပြိချန်တာဖြစ်ပါတယ်နင်းလေး6ဆိုရဲအတွက်ကြောင့်မို့2ပြိဖြစ်ပါတယ်ခင်ဗျာဒီမှာတော့တင်းနင်း6ဆိုရဲအတွက်တင်းနဲ့6နဲ့ကိုပဲတာ6 9ပြိချန်တယ်ပေါ့နော်3နင်းလေးဆိုရဲအတွက်ပေါင်းရှင်းက9ပြိဖြစ်ပါတယ်ခင်ဗျာဒီမှာ6 9 3ပြိပေတဲ့အတွက်ဒီ6ကိုပဲရင်ကျွန်တော်9 9 3ညပြိထက်က6 9နင်းဆိုရဲအတွက်ပေါင်းရှင်းဒီ9ပြိဖြစ်ပါတယ် ဒီတုံညာတင်းကားမှာဒီတစ်ကိုပေးရင်ဘောနောကျွန်တော်ရှောက်ရှိကိုပြိကြံတဲ့ရှင်းရှောင်းကားဆိုတဲ့အတွက်ရှောင်းနှံကားပေါင်း73တင်းနဲ့ရှင်းပေါင်း9ဘောနောဒီကိုပြိဖြစ်ပါတယ်နောက်တစ်ခုလေးရှောက်ခွန်9ပြိဘောနောဒီမှာကျွန်တော်ခွန်ရှင်းနည်းကိုပြိကိုပေးတဲ့အတွက်ခွန်ပြိကိုပေးရင်လေးရှောက်9ပြိထက်က96 3 96ဆိုတဲ့အတွက်ပေါင်းရှင်းဒီလေးပြိဖြစ်ပါတယ်ဒီကိုတုံညာလေးကိုပေးရင်ကိုလေးပြိကိုပေးတာရှောက်ခွန်ပြိကြံတယ်ဘောနောရှောက်လေးရှောက်ဆိုတဲ့အတွက်ကျွန်တော်ဒီမှာရှောက်ပြိဖြစ်ပါတယ် ၅၆၃မြောက်ပေတဲ့အတွက်ဒီ၆ကိုပေးရင်၁၃ပြိထက်က၉၈၈၈၅၅၉ပေါင်း၁၄ဆိုတဲ့အတွက်ဒီမှာ၄ပြိဖြစ်ပါတယ်။ဒီမှာလည်း၅၆၃မြောက်ပြိပေါ့နော်၆ကိုပေးတဲ့အတွက်၁၃ပြိကြတယ်၆ခု၆ဆိုတဲ့အတွက်ပေါင်းရှင်းကအတိပရိဖြစ်ပါရခင်ဗျာဒီမှာ၆ခု၁ဆိုတဲ့အတွက်ဒီ၆ကိုပေးရင်၃၅၈ပရိထက်ကကျွန်တော်၈၉၈ဆိုတဲ့အတွက်ပေါင်းရှင်းဒီ၅ပရိဖြစ်ပါတယ်ဒါကတော့ကျွန်တော်နံပါတ်30နဲ့တစ်ချိန်အထိရှိသွားပြီပေါ့နော်ဒီဟာကတော့ကျွန်တော်60ကျော်ရှိသွားပြီဖြစ်ပါတယ်အပြင် နံပါတ်60ကျင်းချီဒီပရိတ်သုံးလုံးပဲတဲ့နည်းကလုံးဝပြတ်ပြီးမရှိသေးဘူးပေါ့နော်။ Okay ဒါလေးကိုကျွန်တော်မိုက်ရှင်များလေ့လာလို့ရအောင်ပြန်လည်မျှဝေပြီးတော့မှာဖြစ်ပါတယ်။ဒီဆုံးနေနဲ့ကျွန်တော်ဒီ break လေးလုံးဆိုတာလေးကိုစာပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ။အဲဒါလေးကတော့ကျွန်တော် break လေးလုံးဖြစ်ပါတယ်နော်။ break လေးလုံးယူတဲ့နေ့ဖြစ်ပါတယ်။ဒီမှာ shift ကို၄နဲ့မြောက်ထားတဲ့အတွက် shift 430နဲ့နေ့ဖြစ်ပါတယ်။ဒီ6 430နဲ့6ကိုဒီ6နဲ့ပေါင်းတာဆက်နေ့ဖြစ်ပါတယ်။ ရှင်းနေကြရင်16ပါနော်လေးနဲ့ပါရင်20 23 3 3ပဲရေးမှာဖြစ်ပါတယ်33ကြိမ်ပေါင်းရှင်က9ပါနော်ဒီရှောင်းနဲ့9ပေါင်းတာက7ဖြစ်ပါတယ်နောက်ဆုံးမှာရှိတဲ့အလေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီ9နဲ့7ပေါင်းရှင်က30ဖြစ်ပါတယ်နင်းနဲ့2ပေါင်းတာ၄လေးနဲ့၄ပေါင်းတာရှင်းရှင်းနဲ့3ပေါင်းရှင်70ရတာဖြစ်ပါတယ်ဒါကြောင့်မို့1ကိုနင်းနဲ့ပေါင်းရှင်ဒီ3 3ကိုတီတူ၄၄ကိုနင်းပေါင်းရှင်ဒီ6တီတုံးလေးရှောင်းပိတ်မှာ69ရှောင်းစုပြီးဖြစ်ပါတယ် ဒါကြောင့်မို့ရှောက်ကိုရှောက်ဆိုတဲ့အတွက်တေဘရေရှောက်ကိုရှောက်ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်ဒီတေ3လေးရှောက်မှာတေ3လေးရှောက်မှာရှောက်ကိုရှောက်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ဒီ3 5ရှောက်ရှင်းဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ဒီမှာတုံညကို၄နဲ့မြောက်မှာဖြစ်ပါတယ်ဗောနော်ဒီရှစ်ကို၄နဲ့မြောက်ထားတဲ့အတွက်ဒီတုံညကို၄၄နဲ့မြောက်မှာဖြစ်ပါတယ်6မှာဆိုတဲ့အတွက်ဒီ9မှာဗောနော်6ထိပ်စီမှာ၄နဲ့မြောက်မယ် ရှင်းနေကြင်ဆိုရအတွက်ကိုယ်ကိုနှကြင်ပါနော်လေး3ဆိုရအတွက်ငါငါဒီ3ကို3နဲ့မြောက်တဲ့အတွက်ဒီ3ကိုလည်း3နဲ့မြောက်တယ်ဒီကိုယ်မှာတစ်ကြင်4နဲ့6နဲ့မှာတစ်ကြင်စီကို4နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီ၄တုံညာလေးတုံညာ6လေးတွေ20နဲ့၄ပေါ့နော်၄နဲ့6ပေါင်းရှင်းက73ပေါ့နော်6လေးတွေ20လေး၄နဲ့6ပေါင်းရှင်း73ဖြစ်ပါတယ် နောက်တစ်ခုကိုးနှစ်ကြိမ်ပေါင်းတာက၁၈ငါးနှစ်ကြိမ်30ပေါ့နော်၃၃ကြိမ်ပေါင်းကိုးနောက်ထပ်ဒီမှာကိုးရတဲ့ကြိမ်၄နှစ်၆ပေါင်းတာ30 14ဆိုပြီးဖြစ်ပါတယ်ဒီမှာကျတော့ဒီကိုးနဲ့ကိုးပေါင်းရှင်းဒီ18ပေါ့နော်၈နှစ်၈ပေါင်း16ရှောင်းနဲ့၄ပေါင်းရှင်း30ဖြစ်ပါတယ်ကျတော့အဲ့မှာ၃တလုံးကြံမှာဖြစ်ပါတယ်ခင်ဗျာရှားလာလေး၃ကိုကျွန်တော်နှစ်နဲ့ပေါင်းတာက၅6 6ကို2ပေါင်း8 ၃၅၆၈ပြိမာ၈၉၈ဆိုရအတွက်ကြောင့်မို့၈၉၈ဆိုရအတွက်၅ပြိဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီမှာ၃၅၆၈ပြိဆိုပြီးပြဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီဟာလေးကိုဆက်ပြီးနေတာကြည့်မယ်ခင်ဗျာဒီ၃ကို၄နဲ့မြောက်မယ်ပေါ့နော်ပြီးရင်၅ပါတဲ့ချိန်ထိဆီးမှာ၄နဲ့မြောက်တယ်၉နဲ့ချိန်ဆိုရအတွက်ဒီ၄မှာနဲ့ချိန်၄နဲ့၉နဲ့မှာတစ်ချိန်စီဒီ၃နှစ်ကို၃နဲ့မြောက်မယ်ပေါ့နော်မှာတစ်ချိန်၆နဲ့၃နဲ့မှာတစ်ချိန်စီကို လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ3လေးဒီဒီ7နှစ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်8လေးဒီဟာ30နဲ့နှစ်ပေါ့နော်နှစ်နဲ့ဒီ9ပေါင်းရှင်9နှစ်လေး3ချိန်7နှစ်ဖြစ်ပါတယ်9ဟာတစ်ချိန်နှစ်3ချိန်ပေါင်းရှင်6ဒီ10နဲ့6ပေါင်းတာက9နောက်မှာရှိတဲ့လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်6နဲ့4ပေါင်းရှင်က30ဖြစ်ပါတယ်ခင်ဗျာ နိနေနိပေါင်းတာ၄ပေါ့နော်နိနေနိပေါင်းတယ်၄ဘူးပေါင်းတာ73ခုနဲ့ပေါင်းရင်20ဒီမှာခုနှစ်တလုံးကြာနေတာဖြစ်ပါတယ်ဒါကြောင့်မို့ခုကိုနိပေါင်းမှာဖြစ်တဲ့အတွက်ခုကိုနိပေါင်း9 9 2 20 3ညကိုနိပေါင်းတာနိဆိုတဲ့အတွက်ခု9 3ညနိပရိတ်၄လုံးဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီမှာတော့ခု9 3ညနိပရိတ်ဆိုပြီးရတယ်ပေါ့နော် โอเคဆက်ပြီးတော့ကျွန်တော်တို့ဒီပြိတ်သုံးလုံးပေတဲ့နိကိုလည်းဆက်ပြီးနေတာကြောက်ပါတော့ဒါကနံပါတ်60ကျော်ရှိသွားပြီဖြစ်ပါတယ်648ဖြစ်ပါတယ်ခွန်3ကျင်27ကိုနဲ့ခွန်ပေါင်းတာ16 3နဲ့ကျင်6ရှောင်းနဲ့8ပေါင်းတာ14ပေါ့နော်ဒီနှစ်ကတကျင်63ကျင်18အနောက်မှာရှိတဲ့9နဲ့10ပေါင်းတာ6ဖြစ်ပါတယ်ခင်ဗျာ 6နဲ့4ပေါင်းရှင်း10နှစ်နဲ့8ပေါင်းရင်10ဖြစ်ပါတယ်8နဲ့3ပေါင်းတာ99နဲ့6ပေါင်း55ဆိုတဲ့အတွက်ငါ့ကိုတည်တူတာ6 6နဲ့4ပေါင်း10 963ညပရိတ်ပေးတယ်ပေါ့နော်6 9 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့6နဲ့6ပေါင်း10နှစ်နဲ့9ပေါင်းတည်ပရိတ်ဖြစ်ပါတယ်963ညမှာ6 9 6ပေါ့နော်ဆိုတော့ဒီမှာ963ညမှာ6 9 6တည်ပရိတ်ဖြစ်ပါတယ်ပြီးတော့ဒီ6 9 10ဆိုတာလေးဆက်ကြည့်အောင်ပါခင်ဗျာ ဒီတုံညကို6နဲ့မြောက်မှာဖြစ်ပါတယ်ဒီကရဲ9ကို3နဲ့မြောက်တယ်ဗောနော်ထိတ်စီနဲ့အပလေမှာတစ်ကြိမ်ကိုမှာတစ်ကြိမ်ဒီ9မှာတစ်ကြိမ်တစ်မှာတစ်ကြိမ်ဒီလေးကို3နဲ့မြောက်မယ်ဗောနော်ပြီးရင်9နဲ့6နဲ့မှာတစ်ကြိမ်စီတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်9 3ကြိမ်15 9နဲ့6ပေါင်းရှင်15ပေါ့နော်9နဲ့ကြိမ်30ဒီ9နဲ့10ပေါင်းတာလည်း30 4 3ကြိမ်နဲ့ဆိုတဲ့အတွက်7နှစ်ပေါ့နော်9နဲ့6ပေါင်းတာ73ကိုအနောက်မှာရှိတယ် ်တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ငန်းငါးပေါင်း30နင်းနဲ့3ပေါင်း5ငါးနဲ့3ပေါင်း6ဆိုတဲ့အတွက်6ကိုတစ်တူတာခွန်ခွန်နဲ့3ပေါင်းတာ73ဆိုတဲ့အတွက်6ခွန်တစ်ပရိပေတယ်ပေါ့နော်။8 9 8ဆိုတဲ့အတွက်ပေါင်းရှင်းက9ပရိဖြစ်ပါတယ်ခင်ဗျာ။8 9 8ဆိုတဲ့အတွက်9ပရိပေါ့နော်။ဆိုတော့ဒီမှာတော့6ခွန်တစ်ပရိပေတာ8 9 8ဖြစ်ပါတယ်။တီးကြဆိုရင်တော့ကျွန်တော်တို့ကနံပါတ်60နဲ့6ဖြစ်ပါတယ်။နောက်ထပ်နံပါတ်60နဲ့9ပေါ့နော်။ ဒါ69ဖြစ်ပါတယ်69 68 69။မဆွေဒီပရိသုံးလုံးပဲနေ့က3ကို6နဲ့မြောက်မယ်။ဒီ4ကို3နဲ့မြောက်မယ်ပေါ့နော်။7နဲ့9နဲ့မှာတစ်ကြိမ်စီ4မှာတစ်ကြိမ်9မှာတစ်ကြိမ်ဒီ7မှာတစ်ကြိမ်ဒီ6ကို3နဲ့မြောက်တယ်။9နဲ့3မြောက်နဲ့မှာတစ်ကြိမ်စီကို3နဲ့ထပ်ပေါင်းလာဖြစ်ပါတယ်ခင်ဗျာ။6 3ကြိမ်ပေါင်းတာ18ပေါ့နော်၄3ကြိမ်12 8နဲ့9ပေါင်းတာ18 ကိုနာကျင်း78ရှင်းတဲ့၄ပေါင်းရှင်း20နဲ့နေဖြစ်ပါတယ်ရှစ်ကတကျင်း63ကျင်း78ဖြစ်ပါတယ်ခင်ဗျာ END ကိုနဲ့တင်းနဲ့ပေါင်းရှင်းသစေဆိုတော့မရည်တော့ဘူးပေါ့နော်နေနဲ့8ပေါင်းရှင်း30နေနဲ့8ပေါင်း30ခွန်နဲ့8ပေါင်းတော့55ဆိုတဲ့အတွက်5 6 6နဲ့၄ပေါင်း30ဆိုတဲ့အတွက်5 6 3ညပေပရိတ်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါပြင်ရှိပေါ့နော်5 6 3ညဖြစ်ပြီးဖြစ်ပါတယ် 5 6တုံညဆိုတဲ့အတွက်ဒီမှာတုံညကိုပေးมาဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခွန်9နိပရိကျန်တာဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကလည်းကျွန်တော်ပရိတ်တလုံးပေတဲ့နေ့ပေါ့နော်ဒီလေးလေးရှောက်ကနေစပြီးတော့ပင်ရှိပရိတ်ဖြစ်ပါတယ်ပင်ရှိသူ့မှာတော့တလုံးထဲပေတာဖြစ်ပါတယ်ပေါ့နော်ခုနကကျွန်တော်ပြလိုက်တာကပရိတ်တုံးလုံးပေတာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်တောင်းချောက်ဖြစ်ပါတယ်ခင်ဗျာ ဆိုတော့ဒီတစ်ပတ်မှာသူကဒီနိဘရိတ်ပေးတာပေါ့နော်6 9 10တစ်ချိန်မှာ10ဘရိတ်ကိုပေးတာ9ဘရိတ်6 9 6တစ်ချိန်မှာနိဘရိတ်ကိုပေးတာဒီဘရိတ်ဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာနိဘရိတ်ကိုပေးတာဖြစ်တယ်ပေါ့နော်သူရဲ့နည်းလေးကဒီဟာလေးဖြစ်ပါတယ်ဒါကျွန်တော်သင်ပေးထားတာရှိတယ်ပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်ဒီဟာနိဘရိတ်ပေးတယ်ပေါ့နော်နိဘရိတ်ပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီခွန်ကိုတော်များနဲ့မှာဒီနိဘရိတ်ကိုထပ်ပေးရဲဆိုရင် ကျွန်တော်ဒီနေ့အရာပရိတ်၄လုံးကဆက်ပြီး OK မယ်ဒီပရိတ်ကလည်းဆက်ပြီး OK မယ်ဆိုရင်တော့ကျွန်တော်ခွန်ကိုပရိတ်ဖြစ်ပါတယ်ခင်ဗျာခွန်ကိုပရိတ်နှလုံးပဲကြံမယ်ပေါ့နော်ဒါသင်္ချာနည်းအရာပြန်လည်ပြောပြီးရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ